အားလုံးအလုံးဝမြင်္ဂလာပါဗျာ JTS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့155132မှာပေါဝင်ခဲ့ကြတဲ့မြန်မာ fighter 3ဦးရဲ့ဒွဲဆိုင်တွေအကြောင်းနဲ့အဲ့ဒီပြန်ပွဲမှာဒေါ်လာ3သိန်းတန်စာချုပ်စုခူးတောင်းနိုင်ခဲ့တဲ့ fighter Abdullah Ontesh ရဲ့အကြောင်းအရာတွေကိုဒီကနေ့မှာစူးစီးတုံးတက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်155132ပြန်ပွဲကြီးမှာပထမဆုံးထုတ်တက်သွားခဲ့တဲ့မြန်မာ fighter ဟာဆိုရင်တော့ဆူနောင်ဦးပဲဖြစ်ပါတယ် ဇွန်နော်ဦးကဝမ်ချမရှင်းနဲ့ပွဲဦးထွက်မှာတုန်းကဥမာအီယူဟလာဘီကိုအမှတ်နဲ့ရှုံးနေခဲ့ရပြီးနိုဝင်ဘာလ9ရက်နေ့မနေ့တောက်ချာနေ့ညကရှင်ပြန်ထုတ်တက်သွားခဲ့တဲ့ပွဲစဉ်ဟာဆိုရင်တော့သူ့ရဲ့ဒုတိယမြောက်ပွဲလင်းဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင်တော့ဇွန်နော်ဦးကိုတိုင်းဖိုက်တာတဦးဖြစ်တဲ့မိုင်ဆိုင်ဂျန်ဆိုတဲ့ဖိုက်တာနဲ့ပွဲတင်ပြီးခဲ့တာဖြစ်ပါတယ်။မိုင်ဆိုင်ဂျန်ဟာဆိုရင်လည်းထိုင်းကရင်ဖိုက်တာတအူးဖြစ်ပြီးတော့ကရင်ဖိုက်တာချင်းထိတ်တိုက်တွေ့ကြတဲ့ပွဲလို့ပြောလို့ရပါမယ် ဂျိုင်းဖက်က1 championship မှာ3ပွဲနိုင်တဲ့ပွဲရှုံးနဲ့ကိုကောင်းတဲ့ရကုံကိုပိုင်ဆိုင်ထားခဲ့တဲ့ဆိုပေမဲ့လည်းဇူနောင်းကပင်အသာစီးထိုးတက်ပြန်သွားနိုင်ခဲ့ပါတယ်။ပရမပွဲဒုံကအရက်မောင်းတာတဲ့ fighter နဲ့ထိုးတက်သွားခဲ့ရတာဖြစ်လို့ရုန်းကန်ခဲ့ရတဲ့ဆိုပေမဲ့ဒီပွဲမှာဆိုရင်တော့လုံတူဒေါက်တူ fighter နဲ့ထိတ်တိုက်တွေ့တဲ့အခါမှာတော့ဇူနောင်းကချောတွက်လို့မရတဲ့ fighter တအုပ်ဆိုတာပေါ်လွင်လာခဲ့ပါတယ်။ ဒီပွဲမှာစူနာဦးကပြိုင်ဖက်ကိုနော့ဒေါင်း၂ကြိမ်ကြအောင်ထိုးပြသွားနိုင်ခဲ့ပြီးတော့အမတ်အပြတ်တက်နဲ့အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါလေစူနာဦးရဲ့ကစားပုံကတော့မာဂွန်အပြုတ်ပြီးတော့မှထိုးတက်သွားခဲ့တဲ့ပုံစံမျိုးဖြစ်ပါလေပြိုင်ဖက်ရဲ့ထိုးချက်တွေလည်းပြန်ခံရတယ်ဆိုပေမဲ့လည်းနော့ဒေါင်း၂ကြိမ်မှမကျသွားခဲ့ပါဘူးပထမပွဲမှာတုန်းကစိုင်ထူးပြန်ထူးကြပြီမဲ့တချိန်မှမကြခဲ့တဲ့စူးနောင်ဦးရဲ့မာကွန်ကိုလည်းချီကျူးသွားရမှာဖြစ်ပါလေ ဒီပွဲကတော့လက်တီအပြုတ်ထိုးတက်သွားကြတဲ့ပွဲမျိုးဖြစ်နေခဲ့ပါလေ။နောက်ပိုင်းအခြေတွင်မှာ Fighter Neo စလုံးကတော့ဖွင့်ထိုးလာတာကြောင့်ပွဲကလည်းတော်တော်လေးကိုအကျိတ်နဲ့ရှိပြီးကြည်ကောင်းလာခဲ့ပါလေ။တပွဲလုံးအနေထားကိုကြည့်လိုက်မယ်ဆိုရင်တော့ Fighter Neo စလုံးကထိချက်တွေကတိတ်ပြီးမကွာလာပါဘူး။တို့ပေမဲ့လည်းထိချက်ချင်းတူရင်တော့မှဇူနော်ဦးကမာကုံပိုင်းမှာပို့ပြီးတာနေခဲ့တယ်လို့ပြန်ဖက်ကိုနော့ဒေါင်းနှစ်ကြိမ်အထိကြံ့အောင်ထိုးတက်သွားနိုင်ခဲ့ပါတယ် ဒုတိယကြီးမားဆိုရင်လဲဇူနောင်ဦးအနေနဲ့ပွဲဖြတ်နိုင်လောက်တဲ့အခွင့်အရေးရရှိခဲ့တယ်ဆိုပေမဲ့လဲပွဲမဖြတ်နိုင်လိုက်တာကတော့နှမျောဖို့ကောင်းသွားခဲ့ပါလိမ့်။နော့ဒေါင်းတွေကြောင့်အတားစီရနေပြီဆိုပေမဲ့ဇူနောင်ဦးအနေနဲ့ကတော့ပွဲကိုထိမ့်ပြီးတော့မှဆော့သွားတာမျိုးမလုပ်ခဲ့ပင်နောက်ဆုံးအချီအပြည့်တဲ့အထီကိုလဲဖွင့်ထိုးပြသွားခဲ့ပါလိမ့်။ပွဲပြီးခဏလေးမှပြန်ဖက်ကပြန်တာနေတဲ့ပုံစံမျိုးတွေရှိခဲ့တယ်ဆိုပေမဲ့လဲနော့ဒေါင်းနှစ်ကြိမ်ရအောင်ထိုးနိုင်ခဲ့တဲ့ဇူနောင်ဦးကပင် အမှတ်နဲ့အနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါလေ။ One Championship မှာအပွင့်ပွဲမှာရှုံးနိမ့်ထားခဲ့ရတဲ့အနေထားကပြီးအခုလိုဒုတိယမြောက်ပွဲမှာနိုင်ပွဲရရှိသွားခဲ့တာကြောင့်ဇူနာဦးအနေနဲ့အခွင့်အရေးတွေထက်ရလာမှလည်းဖြစ်ပါလေ။ဒါပေမဲ့ One Championship မှာအောင်မြင်တဲ့ Fighter တယောက်ဖြစ်ဖို့ဆိုရင်တော့ဒီလောက်နဲ့မလုံလောက်သေးပဲနဲ့ပြင်ဆင်ရမယ့်အပိုင်းတွေလည်းရှိနေသေးပါလေ။ပရမအချက်အနေနဲ့ကတော့မာဂွန်ကိုအပြုတ်ပြီးထိုးတက်တဲ့အပိုင်းပင်ဖြစ်ပါလေ။ ဆိုနောက်ဦးရဲ့ပုံစံကတော့ get တီချာမကဘဲပြန်ဖက်ကိုအတင်းလိုက်ထူပြီးသူလဲပြန်အထူးခံရတဲ့ပုံစံမျိုးပဲဖြစ်ပါနေဒီပုံစံကမွေထိုင်းမှာတော့ရေရှည်သွားလို့အဆင်မပြေနိုင်ဘူးဆိုတာရှိကစီနီယာတွေဖြစ်တဲ့ဆူလင်းဦးတို့ကလည်းတတိပြန်ထားပြတာဖြစ်ပါနေမကုံအပြုတ်ပြီးအထူးခံတာကပြန်ဖက်ကို အလဲထိုးနိုင်တာဒါမှမဟုတ်ရင်လဲ knock down ကြအောင်ထိုးနိုင်ခဲ့မယ်ဆိုရင်တော့အနိုင်ရနိုင်တယ်ဆိုပေမဲ့လည်း အကယ်၍တန်းလက်ရည်အရာတိတ်မကွာတဲ့အနေထားတွေကြာရင်အမတ်နဲ့အရှုံးပေးတန်ရပါတယ်။ဒါကြောင့်ပွဲအခြေအနေပေါ်မူတည်ပြီးတော့ game plan တွေနဲ့ချင်းကက်တက်အောင်အဓိကပြင်ဆင်သွားရမယ်လို့ပြောချင်ပါတယ်။နောက်ထပ်ထပ်ပြီးဖြစ်ရမှာကပညာပိုင်းပင်ဖြစ်ပါလေ။မွေထိုင်းအတွေ့အကြုံနဲ့တည်တဲ့ဆိုတာမှန်တယ်ဆိုပေမဲ့လည်း one championship မှာအောင်မြင်ဖို့အထိမျှော်မှန်းထားတယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့မှပညာပိုင်းကိုလည်းဖြည့်သွားရမှာပါ။ လက်တီထိုးတဲ့အပိုင်းတွေမှာဒီထက်ပိုတိကျအောင်အလီလွင့်လေးတွေမများအောင်ပြင်ဆင်လာဖို့လည်းလိုအပ်ပါတယ်။ဒီပွဲမှာဆိုရင်လည်းပြိုင်ဖက်ရဲ့လက်တီထိုးချက်တွေကပိုပြီးတိကျခဲ့ပြီးဘောက်ဆင်စကီးပိုင်းမှာလည်းပိုကောင်းခဲ့တာမျိုးတွေ့ရပါတယ်။ဇွန်နော်အနေနဲ့မာဂုံပိုင်းမှာတော့ပြောစရာမရှိဘူးဆိုပေမဲ့လက်တီပိုင်းမှာပိုပြီးတိကျလာမယ်။ဒါမှမဟုတ်ရင်လည်းနောက်ပွဲမှာဒီထက်ပိုပြီးအခြေအနေကောင်းတွေနဲ့ပညာထောင်ပပနဲ့ပွဲစဉ်တစ်ပွဲကိုချင်းကပ်နိုင်မယ်ဆိုရင်တော့ ဝမ်ချမ်ပီယံရှစ်မှာပရိသတ်တွေမျောလင့်လို့ရတဲ့ဖိုက်တာတအူနဲ့ဖြစ်လာနိုင်ခြေရှိပါလိမ့်။ဝမ်ချမ်ပီယံရှစ်မှာမြန်မာဖိုက်တာ၃ဦးပါဝင်ခဲ့တဲ့ပြိုင်ပွဲတွေမှာဆိုရင်တော့ဖိုက်တာ၃ဦးစလုံးအနိုင်ရတာမျိုးမရှိဘူးတဲ့ပါဘူး။ဒီတစ်ပတ်မှာဆိုရင်လည်းမြန်မာဖိုက်တာ၃ဦးအထိပါဝင်ခဲ့တယ်ဆိုပေမဲ့လည်းတန်းစင်ကတော့ထိုင်းဖိုက်တာကွန်ပိုနိုင်းကိုအမတ်နဲ့ရှုံးနေတွားခဲ့ရပါလိမ့်။တန်စင်ကဒီပွဲအတွက်လဲစူပါလက်ရဲ့ကလပ်မှာတွားရောက်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ရှီပွဲဒီမှာဆက်တိုက်ရှုံးနေထားခဲ့တဲ့တန်စင်က လိတ်တတွေရဲ့ယုံကြည်မှုကိုလည်းဆုံရှုံထားခဲ့ရပြီးတော့ဒီပွဲမှာလည်းပြန်လာနိုင်ပအုံမလားဆိုပြီးစောင့်ကြည့်ခဲ့ကြရပါတယ်။တန်းစင်အနေနဲ့ကတော့အရင်ပွဲတွေထက်ဆိုင်ရင်တူးတက်လာတဲ့အပိုင်းတွေရှိတယ်ဆိုပေမဲ့လည်းလူအပ်ချက်တွေကတော့ရှိနေတုံပင်ဖြစ်ပါနေ။ပထမဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့တန်းစင်အနေနဲ့အရင်ပွဲတွေထက်ပိုပြီးတော့မှတည်ငြိမ်လာတာမျိုးတွေ့ရပါတယ်။အရင်ကဆိုရင်ပြိုင်ဖက်ကိုဖွင့်ထိုးလာတာနဲ့ပြာရာခတ်သွားပြီးတော့အလဲထိုးခွင့်ပါပြီးလိုက်ရတဲ့တန်းစင်က ဒီပွဲမှာတော့တီတီငင်ငင်နဲ့ကစားပြတ်သွားနိုင်ခဲ့ပါနဲ့နောက်တစ်ချက်အနေနဲ့ကတော့တူတက်လာတာကအာယုံဆူဆိုင်မှုအပိုင်းပင်ဖြစ်ပါနဲ့တန်းစင်အနေနဲ့ကအာယုံဆူဆိုင်မှုအပိုင်းမှာတူတက်လာခဲ့ပြီးတော့ပြန်ဖက်ရဲ့မထင်ရင်မထင်ထားသလိုဝင်လာတဲ့တိုက်ခွက်တွေကိုလည်းကာကွယ်သွားနိုင်တာမျိုးတွေ့ရပါတယ်။ပွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တန်းစင်ဟာဒီပွဲစဉ်အတွက် game plan ကောင်းကောင်းပြင်ဆင်လာခဲ့ပုံမရပါဘူး။လက်တီထိုးချက်တွေကလည်းတိကျမှုမရှိခဲ့ပဲ ချီကျူးရမာကလူကစ်တွေပဲဖြစ်ပါနေဒီပွဲမှာတော့တန်စင်ရဲ့လူကစ်တွေကပြိုင်ဖက်ကိုအထိနာသွားအောင်ကံပြန့်သွားနိုင်ခဲ့ပါနေကိုပနိုင်ကတော့မှတန်စင်ရဲ့လူကစ်တွေကိုနောက်ပိုင်းအခြေတွေမှာတတိထားကစားသွားရတဲ့ပုံစံမျိုးတွေတွေ့လာရပါနေကိုပနိုင်ကတော့ body kick နဲ့ high kick တွေကိုအားပြုပြီးကစားသွားခဲ့တာဖြစ်ပါနေနောက်ပိုင်းအခြေတွေမှာတော့ချီကန်ချက်တွေကဆက်တိုက်ကန်လာခဲ့တာကြောင့်တန်စင်က get လွတ်သွားခဲ့ရပြီး ချီမာကိုစိုးရင်လာတဲ့ပုံစံမျိုးတွေလည်းတွေ့ရပါတယ်။ဒီကရက်ဂင်ဆန်လက်နဲ့ပွဲတုံးကထပ်ချီမာကိုလည်းစိုးရင်နေပုံရတာဖြစ်ပြီးတော့တန်စင်အနေနဲ့တိတ်ပြီးလိုက်ထိုးတာမျိုးတွေမရှိတော့ပါဘူး။ဒီပွဲရဲ့တုံးချီမာဆိုရင်တော့တန်စင်အနေနဲ့ပထမတချီလောက်တာအနှိမ့်ငယ်လေးတာခဲ့နေဆိုပေမဲ့ဂျန်နဲ့နချီစလုံးမှာတော့ကွန်ဘိုနိုင်ကပဲအပြည့်အသက်အသားစီရသွားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကြောင့် နောက်ဆုံးမှာပဲအမပီတိုင်း၃ဦးစလုံးကတန်စင်ကိုပဲရွမ်းနမတ် decision နဲ့အနိုင်ပီးသွားခဲ့ကြတာပဲဖြစ်ပါတယ်။တန်စင်အနေနဲ့အရင်ပွဲတွေကထပ်ပူပြီးတည်ငြိမ်လာခဲ့ပြီးတော့ဒုတက်လာတဲ့အပိုင်းတွေလည်းတွေ့နေရတယ်ဆိုပေမဲ့လူအပ်ချက်တွေကတော့ရှိနေတုံပင်ဖြစ်ပါတယ်။ဒါကလည်းတစ်ဖက်ပြိုင်ဖက်ကကွန်မန်နိုင်းလိုဖိုက်တာကောင်းတယောက်ဖြစ်နေတာကြောင့်လို့လည်းပြောလို့ရပါတယ်။လာမယ့်ပွဲအတွက်လည်းစူပါလိုက်ရဲ့ဂျီမာပဲဆက်လက်လိကျင့်ပြီးတော့ ပြင်ဆင်မဲဆိုရင်တော့နိုင်ပွဲတွေပြန်လည်ရယူနိုင်ခြေရှိပြီးတော့တနေ့မှာထိတ်တန့်အဆင့်ကိုလည်းရောက်ရှိသွားနိုင်ခြေ ရှိနေပါလိမ့်။ဒါပေမဲ့လည်းကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ကတော့အချိန်အတိုင်းတာ အကြာကြီးတစ်ခုလောက်တော့စောင့်တွန်းဖို့လိုအပ်နေပါလိမ့်။ One Friday Fights 132ပြိုင်ပွဲကြီးရဲ့ဒုတိယကောင်ပွဲမှာဆိုရင်တော့ Ronica ကတေးဖိုင်တာ Li Min Rei နဲ့ထိုးတက်သွားခဲ့တာဖြစ်ပါလိမ့်။ မော်လာဒုံက159မှာထိုးတက်ဖို့စီစဉ်ထားခဲ့ပြီးမှပြိုင်ဖက်ကနှုတ်ထွက်သွားခဲ့တဲ့အတွက် Brownica အနေနဲ့155ပွဲစီမှာပဲစင်ထိုးတက်ခဲ့ရတာဖြစ်ပါလေဒီပွဲမှာ Brownica ကပရိသတ်တွေမြင်းချင်းကြတဲ့အလဲထိုးနိုင်ပွဲမရယူနိုင်ခဲ့ပဲ split decision နဲ့ကပ်ပြီးအနိုင်ရရှိသွားခဲ့တာဖြစ်ပါလေဒီနေရာမှာဘာကြောင့် Brownica အနေနဲ့ split decision နဲ့ကပ်ပြီးအနိုင်ရယူသွားနိုင်ခဲ့တာလဲဆိုတာကို ပြောစရာအနေငယ်ရှိနေပါလေ ဒါကပြိုင်ဖက်အပြောင်းလဲနဲ့တက်ဆိုင်နေမယ်လို့ပြောလို့ရပါတယ်။မူလတုံးကဘရော်နီကာဟာမွေးထိုင်းပွဲမဟုတ်ပဲအနေစာမဆန်နဲ့ကစ်ပေါင်းစင်ပွင့်ထိုးဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဘရော်နီကာအနေနဲ့ကစ်ပေါင်းစင်ပွဲအတွက်ပြင်ဆင်ထားတဲ့ပုံစံမျိုးကနေပြီးတော့မှပြိုင်ဖက်အနေစာမဆန်ကိုလိချင်းပြီးပြင်ဆင်ထားတာမျိုးလည်းတွေ့ရပါတယ်။အဒီကနေပင်ပြိုင်ဖက်ပြောင်းပြီးတေယိုဖိုက်တာလီမင်းရီနဲ့ပွဲဖြစ်သွားပြီးရတဲ့နောက်ပိုင်းမှာတော့ ဘရော်နီကာအတွက်လဲနည်းနည်းလေးခက်ခဲသွားတယ်လို့ပြောလို့ရပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီပွဲမှာဘရော်နီကာအနေနဲ့နှစ်ပွဲဆက်တိုက်နိုင်ပွဲကိုအရယူသွားနိုင်ခဲ့ပါတယ်ဘရော်နီကာအနေနဲ့ကတော့ပထမပွဲစီမှာဂရင်ကပြိုင်ဖက်ကိုအသာစီးထိုးပြနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်ကျန်ဖက်ကလည်းဘရော်နီကာရဲ့လက်သီးပါဝါကိုရှင်နေခဲ့ရပုံရပြီးတော့ချီကန်တွေကိုကစားပြီးတော့ရှောင်းကစားနေတဲ့ပုံစံမျိုးတွေတွေ့ရပါတယ်။ဒါပေမဲ့တစ်ချက်မှာတော့ဘရော်နီကာရဲ့ထူးချက်မိပြီ တေယိုဖိုင်တာလီအနေနဲ့အမတ်စင်တစ်ချိန်ရေခံလိုက်ရပါတယ်။ပြန်ဖက်ကအမတ်စင်ရေခံရပြီဆိုတာနဲ့လိုက်ပြီးဖိထိုးချင်းကြတာကဖိုင်တာတိုင်းလူလူပဲဖြစ်ပါနဲ့။တကယ်တမ်းလဲလှုပ်တင်လှုပ်ထိုက်တဲ့အရာလူပြောလို့ရပြီးတော့ဘရိုနီကာကိုတိုင်ကလည်းလီမင်းရီကိုလိုက်ပြီးဖိထိုးပြီးပွဲဖြတ်နိုင်အောင်ကြိုးစားသွားခဲ့ရပါတယ်။ဒါပေမဲ့လည်းလီမင်းရီကလည်းတက်လို့မကြသွားပဲနဲ့အကောင်းဆုံးပုံစံပြန်တုံ့ပြန်သွားနိုင်ခဲ့ပြီး ဗရိုနီကာကိုညာဖြောင့်တစ်ချက်နဲ့အလဲကျအောင် MSC ရေခံရအောင်ထိုးတက်ပြတ်သွားနိုင်ခဲ့ပါလေ MSC ရေခံရပြီးတဲ့နောက်မှာတော့ဗရိုနီကာကအသင်းမဝင်တော့ဘဲပြန်ပြီးတော့မှတည်တည်ငြိမ်ငြိမ်နဲ့ထိုးတက်သွားခဲ့ပါလေနောက်ပိုင်းအခြေတွေမှာဒီယိုဖိုင်တာကလည်းဗရိုနီကာကိုရှေမနီတော့ဘဲနဲ့ပြန်ပြီးရှင်ထိုးလာတာမျိုးတွေတွေ့ရပါလေဒီယိုဖိုင်တာကလက်တီထိုးချက်တွေမှာရောမူမန့်အပိုင်းတွေမှာပါတော်တော်လေးမြင်တဲ့လူပြောလို့ရပါတယ် ဒါကြောင့်နောက်ပိုင်းအခြေတွင်မှာဗရောနီကာအနေနဲ့အပိုင်ဖမ်းထိုးဖို့အတွက်မလဲကူတော့တာမျိုးဖြစ်သွားခဲ့ရပါတယ်။ဘလိုပဲဖြစ်ဖြစ်ထီချက်ပိုင်းမှာဗရောနီကာကအပြည့်အသက်ကြီးမဟုတ်ဘူးဆိုပေမဲ့လည်းဒီယိုဖိုင်တာတက်ဆိုင်တော့မသိမရင်လေးပူပြီးတော့မှတားခဲ့ရပါတယ်။ဒါကြောင့်လည်းဒိုင်းနှုတ်ကဗရောနီကာကို အနိုင်ပေးပြီးတော့မှဂျင်တူကတော့လီကိုအနိုင်ပေးရင်းနဲ့ split decision ဖြစ်သွားခဲ့ရပါတယ်။ဗရောနီကာအနေနဲ့နှစ်ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ေချာပေါက်159ဘွဲစင်ဒီမှာပြည်သက်တွေအနေနဲ့မြင်တွေ့သွားရဖို့ရှိနေပါလေလက်ရှိဖြစ်နိုင်ချေအရဆိုရင်တော့1 championship ကဘော်နီကာနဲ့အနီဆာမက်ဆန်တို့ရဲ့တွဲဆိုင်ကိုပြန်ပြီးတော့မှဖန်တီးပေးလာဖို့များနေပါလေဒီတွဲဆိုင်ကိုတော့လာမယ့်2026ခုနှစ်နှစ်စပိုင်းလောက်မှပင်ကြီးခွင့်ရလာနိုင်ပါလေ One Friday Fights 132ပြိုင်ပွဲမှာဒေါ်လာ3သိန်းတန်းစာချုပ်ကြီးစုခုတွားနိုင်ခဲ့တဲ့ fighter တအူးလေးပေါ်ထွက်ခဲ့ပါလေသူကတော့ဂေါင်ပွဲမှာထိုးတက်သွားခဲ့တဲ့ အဗ်ဒလာအွန်ဒက်ဆိုတဲ့ဖိုက်တာဘင်းဖြစ်ပါလေဒီနေရာမှာပရိသတ်တွေနည်းနည်းလေးအထင်မှားစရာရှိနေတာကဝမ်ချမင်းရှစ်မှာအွန်ဒက်ဆိုတဲ့နာမည်နဲ့စာချုပ်ပြပီးတာဖိုက်တာရှိနေလို့ပဲဖြစ်ပါလေသူကတော့ရမန်ဒန်အွန်ဒက်ဆိုတဲ့ဖိုက်တာဖြစ်ပြီးတော့အခုစာချုပ်ရသွားတဲ့ဖိုက်တာရဲ့ညီလေးဖြစ်ပါလေညီဖြစ်တဲ့ရမန်ဒန်အွန်ဒက်ကတော့အကူထက်စောပြီးတော့မှဇွန်လပိုင်းကလေးကစာချုပ်ကြီးရရှိသွားခဲ့တာပဲဖြစ်ပါလေ အဗ်ဒလာအွန်ဒက်ကတော့ဒီပွဲမတိုင်ခင်မှာလုံးဝနိုင်ပွဲဆက်ထားခဲ့တဲ့ fighter တယောက်တော့မဟုတ်ပါဘူး။သူက1 Friday fight ပွဲစဉ်ဒီမှာ၄ပွဲဆက်ထိုင်အနိုင်ရရှိခဲ့ပြီးတော့မှဂျာထိုင်မှာဆိုရင်တော့ Time Fighter Choppy Chan ကိုရှုံးနေတွားခဲ့ရပါလိမ့်။ဒီပွဲမတိုင်ခင်မှာနောက်ဆုံး၂ပွဲဆက်ကိုအနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါလိမ့်။1 Friday Fight 132ပြန်ပွဲကတော့ Abdullah Ondesh နဲ့ Time Fighter ကိုခုန်ဖက်တို့ထိုးတက်သွားခဲ့ကြတာပဲဖြစ်ပါလိမ့်။ အပ်တလာအုံတက်ကတော့ချီကန်အပြုတ်တဲ့ပြန်ဖက်ကိုကောင်တာလက်တီတွေနဲ့ပြန်ထိုးပြရင်းနဲ့အသာစီးယူပြနိုင်ခဲ့ပါလိမ့်ဒုတိယအချိန်မှာဆိုရင်လဲစိုင်ထိုးပြန်ထိုးခဲ့ရတာမြင်ရတယ်ဆိုပေမဲ့နောက်ဆုံးအချိန်မှာဘဲဝိုက်မိပြီးတော့ထိုင်းဖိုက်တာကတခါတည်းနော့ကောက်ပါကျသွားခဲ့ရတာဖြစ်ပါလိမ့်ဝဲပြီးမှပဲ1 championship ကအဗ်ဒန်လာအွန်တက်ကိုစာချုပ်ကြီးချင်းမြင့်သွားခဲ့ပါလိမ့်အဗ်ဒန်လာအွန်တက်ဟာဆိုရင်တော့ ဝမ်ချမ်ပီယံရှစ်မှာခုနှစ်ပွဲကစားထားပြီးတော့မှတပွဲပဲရှုံးနေထားရသေးပါနဲ့ပုံမှန်အရဆိုရင်တော့ဝမ်ချမ်ပီယံရှစ်ကဒီလိုရလက်မျိုးဆိုရင် စာချုပ်ကြီးမကန်လန်းသေးပေမဲ့အတလာ on dutch ကိုချက်ချင်းကန်လန်းသွားခဲ့တာကြောင့်နည်းနည်းလေးစဉ်းစားစရာဖြစ်နေခဲ့ပါတယ်တန်စင်ကိုအနိုင်ယူသွားနိုင်တဲ့ company ဟာဆိုရင်လဲ6ပွဲဆက်တိုက်ကိုအနိုင်ရရှိထားနိုင်ခဲ့တာတော့မှစာချုပ်ကန်လန်းခံရတာမျိုးမရှိသေးပါဘူး ဒီအတွက်ကြောင့်အန်တလန်အွန်ဒက်အနေနဲ့ဝမ်ချမ်ပီယံရှစ်ကဆောက်ချုပ်ကြီးကံလန်ခဲ့တာမမကြောင်ပွင့်ကြီးတွေမှာတက်တီပြသွားဖို့လိုအပ်နေပါလိမ့်ပွင့်ကြီးတွေမှာသူ့အနေနဲ့ဘလောက်ထိဒါတက်တီကောင်းလီကိုပြသွားနိုင်မလဲဆိုတာကတော့ပရိသတ်တွေအနေနဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့မှာတော့အကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစုစည်းတုံ့တန်တင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိကြီးစုအားပေးနေတဲ့ပရိသတ်တဦးကြောင်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့ဘွန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။